ော်တော်လေးကိုကြားခဲ့ပါပြီ။ကြားဆိုနှစ်ပေါင်းများစွာကြားခဲ့ပါပြီ။အမေရိကန်လက်ထက်ဟာစစ်ပွဲရဲ့အနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့တိုက်လေရင်တစ်စင်းကိုလုံမသိသူမသိစမ်းသပ်နေကြတော့ဆယ်စုနှစ်တခုနဲ့အထက်မှရှိနေခဲ့ပါပြီ။ဒေတော်တွင်ကမ္ဘာနိုင်ငံများပြားကစောင့်ကြည့်မှုတွေ၊ကမ္ဘာမီဒီယာတွေရဲ့အမျိုးမျိုးသောထင်ကျေးပေးမှုတွေကိုလည်းရခဲ့ပြီးပါပြီ။ဟောအခုတော့နှစ်ပေါင်းများစွာခံမှန်းပြောဆိုမှုတွေပြီးမှ Boring Company ရဲ့ F47 ဟာ American ရဲ့နောက်မျိုးဆက် တရီပြောရရင်လေချောင်းပရင်ဆိုတဲ့ draft ကိုဆက်လက်ထိန်းသိမ်းပေးမဲ့ဟွာဘဲတစ်ခုဖြစ်နောက်ဆုံးတော့ရွေးထည်ခံလိုက်ရပါပြီ။တချိန်တချိန်ကအသိကိုအာနာထပ်ခဲ့တဲ့ Gunway F22 Raptor ကိုအစားထိုးဖို့ဒီဇိုင်းထုတ်ထားတဲ့ဒီစက်တမမျိုးဆက်ဆက်လက်နေကြီးဟာ AI system လေယာဉ်မှုတွေအတန်းထက်မြန်တဲ့ဒုံးကြီးတွေနောက်ဆုံးပေါ်တက်ကနစ်တွေကမှ testing advanced လုံးမြင့်တင်ထားတဲ့လွယ်ဝနေပညာတွေနဲ့ကောင်းငင်ကိုလွှမ်းမိုးဖို့အသင့်ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာလည်းစီးရေးချင်တွေရတင်းမာနေတယ် ပကုန်းချင်းရှင်လာပြီးဖြစ်တဲ့ပေါ့ပေါ်ကြီးတို့ကိုလည်းမိထားလို့မရပါဘူး။တရုတ်ကလည်းအမေရိကန်တို့နဲ့အပြိုင်ကြီးတောင်းရေတောင်းတိုက်ခိုက်မှုတွေမှာအပြိုင်ဆိုင်အင်အားထိုးချဲ့နေသလိုလေတပ်အင်အားတွေလည်းတိုက်လေရင်တိတ်တွေကိုစမ်းတက်နေပြီးဆိုတော့အမေရိကန်ဟာလေတောင်းအသာစီးရာကြီးပြိုင်ပွဲမှာတကယ်ပဲရှေ့ရောက်နေသေးရဲ့လား။ဒီကစားပွဲဘယ်သူတရဖူစောင်းသွားမလဲရင်ခုန်ကြရပါပဲ။ချွင်းကြအနေနဲ့အမေရိကန်ဘက်မှာဒီကစားပွဲတစ်ခုလုံးကိုမောက်ကုန်လှန်ပေးလိုက်နိုင်တဲ့ဖွဲ့ဖဲတစ်ခုရှိလို့နေပါတယ်။ဟုတ်ပါတယ်။ဒါကတော့ F47 ပါပဲ။ ဒီနေ့မှာတော့ F47 နဲ့ပတ်သက်လို့ကျွန်တော်လေ့လာစုဆောင်းမိတများမျှဝေရင်နောက်နာကလေကြောင်းတိုက်ပွဲရဲ့အနာဂတ် F47 ကဘာတိတ်ပဲရှိလဲဆိုတာကိုပါဖောက်တယ်ချသွားမှာဖြစ်ပါတယ်။ Channel လေးကို Subscribe လုပ်ရသေးရင်လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာ။ F47 ဒါမှမဟုတ်အမေရိကန်လေတပ်ရဲ့စစ်တမမျိုးဆက်လျော်တိုက်လေယဉ်ကြီးဟာဆိုရင်အရင်အရင်စီနီယာလေယဉ်တိုင်းကိုကြောတက်နိုင်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လာမယ့်ဆယ်စုနှစ်တွင်မှာအမေရိကန်ရဲ့လေကြောင်းအသားစီးရောက်မှုကိုတည်ချာစေဖို့အတွက်လုံလောက်နေပါ रे ဒါကြောင့်လေအမေရိကန်စစ်တပ်ဟာဒီ project ပေါ်တော်တော်လေးအားထုတ်အားထားထားပါ रे တရုတ်နဲ့ရုရှားတို့ရဲ့ချင်းချောင်းမှုတွေနဲ့အတူအသက်ဘက်ကဖျားရဲကြောင်းအမေရိကန်ဟာပြိုင်မနိုင်ငံတွေမှာရှိနေပြီးသားဖြစ်တဲ့အတန်းနဲ့မြန်တဲ့လက်နက်တွေ AI မောင်းနေတဲ့တိုက်ခိုက်ရေးတွေနဲ့ electronic စစ်ပွဲတွေကိုတံပြန်ရှင်ပိုင်နိုင်တဲ့စစ်လေရင်တစင်းလိုအပ်နေပါပြီစစ်မြေပြင်အခြေအနေကိုအမြင့်ကနေပြန်လည်ပေးလိုက်နိုင်မယ့်လက်နက်တစ်ခုခုပေါ့ F47 ဟာဒါတွေကိုဖြည့်ဆည်းပေးနိုင်ပါတယ် F47 ဟာအတိတ်ကဒီဇိုင်းတွေကနေစင်ကဲတိုးတက်ပြောင်းလဲလာတဲ့နည်းပညာတစ်ခုတည်းမဟုတ်ပါဘူးရန်သူလေပိုင်းတဲ့ကိုတမိုင်းမှာဘယ်တော့မှမဖြစ်ဘူးတဲ့အဖြစ်ပြန်မျိုးအတိတ်တော့ကလွှမ်းမိုးပေးနိုင်တဲ့ပြက်ကဲတစ်ခုကိုတည်ဆောက်ပေးမယ်ဝက်ဘဲကြီးတစ်ခုပါပဲဒါပြင်ဒီထုတ်လုပ်မှုအတွက် Boring Company ကိုရွေးချယ်လိုက်တာဟာအမေရိကန်ကာကွယ်ရေးစာချုပ်တွေမှာတမိုင်းဝင်အပြောင်းအလဲတစ်ခုပါပဲ လော်ဒ်ဟီမာတင်ကုမ္ပဏီအဖ်22ရက်ဖတာနဲ့ F35 လျှက်စီးနှင့်အပါအဝင်အမေရိကန်ရဲ့အစိုးရမြေလုံဂျက်လေယာဉ်တွေကိုဥဆောင်တည်ထွင်ခဲ့သူဖြစ်ပါတယ်အဂရဘောရင်ဟာလေတိုက်ရဲ့အရေးအကြီးဆုံးနဲ့အားထားရဆုံးပြုပြင်ရေးစီမံကိန်းကိုဦးဆောင်သူဖြစ်လာပါပြီ။ဒါကပဲဘောရင်ကုမ္ပဏီရဲ့အရှိန်အဝါကိုတိုးမြှင့်ပေးလိုက်ပါပြီ။အမေရိကန်လေတိုက်ဟာ2020ခုနှစ်ကတည်းက NGAD ရှေ့ပြေးပုံစံတွေကိုလျှို့ဝှက်စွာစမ်းသပ်နေကြတာပါ။ အသေးစိတ်ထက်လက်တွေကိုလျှို့ဝှက်ထားစေဖြစ်ပေမဲ့ဘောရင်းကတာဝန်ယူထားတဲ့ဒီဇိုင်းဟာထောက်လုံးနှင့်ပြီးသားတိုက်လေရင်တွေထက်အများကြီးသာလွန်နေတာကိုတော့ရှင်းရှင်းလင်းလင်းသိကြပါရစေ။စမ်းသပ်ပြန်တမ်းမှုတွေကတော့အကောင်းဆုံးတက်သေးပေါ့။ဘောရင်းကိုဒီစာချုပ်ချုပ်ဆိုဝင်ပေးဖို့ဆုံးဖြတ်ချက်ကိုတော့2024ခုနှစ်နောက်ပိုင်းမှာလေတဲအတွင်းဝင်ဟောင်း Frank Candel ကရွှေ့ဆိုင်ခဲ့ပြီးနောက်ဆိုရမဖွယ်စည်းခင်အထိအကျိုးရှိရှိနဲ့လန်ထားခဲ့ပါရစေ။ဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရတက်လာချိန်မှာမှဒီရွေးချယ်မှုကိုအတည်ပြုလိုက်ပြီး ဘောရင်းရဲ့ဦးဆောင်မှုအောက်မှာအစီအစဉ်ကိုဆက်လက်လှုပ်ဆောင်ဖို့ထေချစေခဲ့ပါတယ်။ဒါကလည်းဒုတိယမြောက်အာနာရလာချိန်မှာသမ္မတဒေါ်နယ်ထရန့်လှုပ်ဆောင်ခဲ့တဲ့လှုပ်လှရှားရှားသတင်းများတွေကတခုဆိုပါတော့ F47 ဟာတိုင်လိန်အစ်စ်တစ်စင်းနဲ့မဟုတ်ပါဘူး။ခေတ်သစ်ဒေါ်လာရေးတိုက်ပွဲစနစ်ရဲ့အတိအကျအချက်ချပါအရင်ကတကူတော့လှုပ်ဆောင်ခဲ့တဲ့လေယာဉ်တွေနဲ့မတူပဲ F47 ဟာ AI ထည့်ရုပ်ထားတဲ့ဒရုန်းတွေ၊ရိုဒူတွေနဲ့တခြားစေဘဆိုင်ရာပိုင်ဆိုင်မှုတွေနဲ့အချိန်နဲ့တပြေးညီချိတ်ဆက်ထားတဲ့တိုက်ခိုက်ရေးကွန်ရက်ရဲ့အစိပ်ပိုင်းဖြစ်လုံဆောင်မှုတည်ဆောက်ထားပါတယ်။လူသားလေးမျိုးကိုအသုံးပြုပြီးမောင်းနေတဲ့အခါမှာမောင်းနေသူရဲ့အသက်အန္တရာယ်ကင်းအောင်တေးကြစေပြီးရန်သူနေထားတွေကိုထောက်လန်းပေးမယ်။ရေဒါစနစ်တွေကိုနှောက်ယှက်ပေးမယ်။တံမြတိုက်ခတ်မှုတွေကိုလုံဆောင်ပေးမယ်။ Rider Roman Drone တွေကိုညွန်ကြားပေးမယ်။ဘဟုကုတ်ကဲရေး unit ဖြစ်လုံဆောင်မှာဖြစ်ပါရီ ဒါဟာရိုးရာလေရောင်းတိုက်ခိုက်ရေးနေပြည်တော်တွေကနေပေါက်ထွက်လာပြီး AI အားဖြင့်တိုက်ခိုက်ရေးတိအပြောင်းလဲကြီးတစ်ခုကိုပေါ်ပြနေတာ ဖြစ်ပါတယ်။အရင်မှမှနေပြည်တော်ပိုင်းမှာနာတပြားတာနေတဲ့လေယုံကြီးတွေရဲ့တိုက်လေရင်ကြီးဟာအမြန်နှုံးလျော်ဝဲချက်နဲ့အလိုလျောက်လှုပ်ဆောင်မှုတွေကနေကစားပွဲမှာရွှေကွက်ပိုရအောင်ဖန်တီးပေးလိုက်ပါတယ်။ F47 ရဲ့အထူးခြားဆုံးအပိုင်းတွေထဲကတစ်ခုကတော့လူလိုက်ပါမောင်းနေတဲ့လှုပ်ဆောင်ချက်ရောလူမဲလှုပ်ဆောင်ချက်ရောနှစ်မျိုးလုံးအတွက်ဒီဇိုင်းထုတ်ထားတဲ့သူရဲ့ hybrid တိုက်ခိုက်ရေးစနစ်ပါပဲ။ ဆိုလိုတာကလူသားလေမှုကမောင်းနေမှာဖြစ်ပေမဲ့ရာသူအန်ဒရယ်နဲ့မြေပြင်ခြေနေကိုခွဲခြမ်းစိတ်ပြတာအီလက်ထရောနစ်စစ်ပွဲဆင်ရဲတာအချိန်နဲ့တပင်းညီဆုံးဖြတ်ချက်ချတာတွေမှာကိုညီနိုင်တဲ့ AI လက်ထောက်လေရင်မှုလဲပါဝင်ပါပါလူသားဖန်ဆောင်ရေးပေါ်လုံးလုံးလည်းလားမိခိုထားတာလည်းမဟုတ်တလို့ AI ဤပညာအပေါ်မှာအခြေပြုထားတဲ့တိုက်ခိုက်ရေးရင်မဟုတ်နေတာကပိုထူးခြားသွားစေပါတယ် AI ကလေမှုကိုမြန်နှုံးမြင့်ထိတွေ့တိုက်ခိုက်မှုတွေကိုစီမံခန့်ခွဲရမှာရန်သူလှောင်ချမှုတွေကိုခန့်မှန်းရမှာ လူသားတယောက်တည်းလှုပ်ဆောင်မှုအတွက်မဖြစ်နိုင်တဲ့လက်တပြတ်စက္ကန့်ပိုင်းလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ရမှာကူညီပေးပါလိမ့်မယ်။ဒီ AI အဖြစ်တိုက်ခိုက်ရေးနည်းလမ်းဟာတကယ်ကိုကစားပွဲတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တဲ့အကြာပါ။ F47 ကိုဒီအထက်တွေကပဲဒီကနေ့ကလေးရင်တွေအတွက်အများကြီးသာလို့နဲ့ထီရောက်မှုနဲ့စွမ်းဆောင်ရည်အစင်မှာရောက်ရှိသွားစေပါရ။ F47 ဟာ F22 Raptor ရဲ့အစီအမံအမွေစက္ကန့်သူဖြစ်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ လျော်ဝက်ချက်လင်းမြန်စွာလှူရှားနိုင်စွမ်းနဲ့တိုက်ခိုက်နိုင်စွမ်းတွေမှာအဲ့ဒီလိန်ကိုကြော်တန်နိုင်ဖို့ပါကမ္ဘာမှာကနဝင်းတင်ဆန်ပြရတဲ့ F22 ထက်ဒလာကြီးဆရာကြမဲ့ကောင်ဆိုတော့အဲကျွန်တော်တို့ခံမှန်းထားတာထပ်ပေါ်ပါလိမ့်မယ် Staff 2.0နည်းပညာကိုထည့်သွင်းထားတာကြောင့် Yellow Radar တွေအတွက်ရှာဖွေတွေ့ရှိဖို့မလွယ်သလောက်ပါပဲအရင်လိုအပ်တိုက်လေရင်တွေနဲ့မတူပဲ F47 ဟာ Radar line တွေကိုစုပ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့အစင်းမြင့် electronic battery system တွေကိုအသုံးပြုပြီး ရန်သူခြေရာခံမှုကိုအချိန်နဲ့တပြေးညီခုခံရင်းနောက်ရက်နေမှာပါ။ဒါအပြင်အပူချိန်ကိုရှော့ချပေးရနည်းပညာနဲ့ပါဝင်လာကြောင်းအနည်းရောက်ရအောင်ကြီးအခြေခံဒုံးကြီးတွေနဲ့ရှာဖွေတွေးရှိဖို့ပိုခက်ခဲသွားပါလိမ့်မယ်။ဒီဘောင်းဆံမှုက F47 ကိုရာသူလေပိုင်းတွေကိုတက္ကနာလေးအတွင်းဝင်းအောင်ဆင်းနေနိုင်ဖို့အလစ်တိုက်ခိုက်နိုင်ဖို့နဲ့အရေးကြီးပြင်းထန်တွေကိုတိုက်ခိုက်နိုင်စေဖို့ခြေရာမခံနိုင်ပဲရန်သူပိုင်းနဲ့တွင်းကနေထွက်ပြေးနိုင်စေဖို့စားရဲစားရဲချက်တွေကိုတေချာစေပါရည် အမေရိကန်နဲ့ကနေဒါကလည်း F47 ရဲ့အဓိကအင်္ဂါရက်တွေအကြောင်းပြောရင်မေ့ထားလို့မရတဲ့အချက်တွေကတခုပါပဲ။ GE Aerospace HA102 ဒါမှမဟုတ် Pratt and Whitney HA103 နောက်ထပ်ကတခုနဲ့မောင်းနေမှာပါ။နောက်ခုစလုံးက flexible ဖြစ်လို့နဲ့ set engine တွေဖြစ်ပြီးနောက်လာစီထိရောက်မှုကို20ရာခိုင်နှုန်းကျော်တိုးမြင့်မှု three way flow system ကိုအသုံးပြုထားပါတယ်။ဆိုလိုတာက F47 ဟာနောက်လာစီတွေအများကြီးဖြစ်နေစရာမလိုပဲပိုဝေးတဲ့အကွာအဝေးတွေကိုပြန်တန်းနိုင်မှာပါ။ လောင်စာအတွက်စိတ်ပူစရာမလိုပဲထားခတ်ထားတဲ့ဒိုက်ခိုက်ရေးပြမတ်တွေစီကိုရောက်ရှိနိုင်မှာပါအရင်တိုင်းလေရင်တွေထက်ပိုပြီးခက်ကြကြတိုက်ပွဲဝင်နိုင်မှာပါစူပါခရုစ်လုံနိုင်ဇွမ်းလို့ခေါ်တဲ့နောက်လောင်လာစီမတုံးပဲအတန်းနဲ့မြန်တဲ့အမြန်နှုံးကိုထိန်းသိမ်းနိုင်ဇွမ်းကရန်သူတိုင်းလေရင်တွေအတွက်ဖမ်းဖို့မဖြစ်နိုင်သလောက်ဖြစ်စေမှာပါ F47 ရဲ့လက်နက်နီးပညာဟာလက်ရှိအသုံးပြုနေတဲ့လက်နက်တွေထက်ဆယ်စုနှစ်ပေါင်းများစွာရှည်ရောက်နေပါတယ် ရန်သူလေယာဉ်တွေနဲ့ဒုံးကြီးတွေကိုလေထဲမှာတင်ပြန်စီးစင်နိုင်တဲ့စွမ်းအမြင့်လေသားတွေပါဝင် အော်တိုမက်တစ်လမ်းညွန်စွမ်းအင်လက်နက်တွေတပ်ဆင်ထားမှာပါ။သူရဲ့ Avast Low Moment တဲ့ Next Generation ဒုံးကြီးစနစ်တွေမှာ AI ကိုပေါင်းစပ်ပြီးရန်သူဘက်ကရှောင်ရှားနိုင်တဲ့လှုပ်ရှားမှုတွေကိုခံမှန်းတွက်ချက်ပြီးတံပြန်ပေးနိုင်မှာဖြစ်လို့တိုက်ခိုက်နှုန်းနဲ့ accuracy ပြမှုကိုတည်တည်တသာမြင့်တင်ပေးနိုင်ပါတယ်။ ဒီအစင်းမြလနဲ့တွေနဲ့ AI အဖြစ်ပြင်မစနစ်တွေပေါင်းစပ်လိုက်တာကြောင့် F47 ဟာပြင်မအများအပြားကိုတပြိုင်နက်တည်းလုံးဝတိတိကျကျတိုက်ခိုက်နိုင်မှာပါဒီတိုက်ခိုက်နိုင်ရေးစွမ်းယူကြောင်းပဲ F47 ဟာလေကြောင်းတိုက်ပွဲတွေကိုမကြုံစဘူးတည်စင်နိုင်တဲ့အစွမ်းနဲ့လွမ်းမိုးနိုင်မှာကိုဒေတာသွားစီပါရီ။ဒါ့ပေမဲ့ဒီလိုအမကန်ရလက်တွေရဲ့နောက်မှာ အစမတန်ကြီးမြင့်တဲ့ဂေါ်ညာစရိတ်တွေကပ်ပါလာပါရီ F47 တစင်းစီဟာဒေါ်လာတန်း300လောက်ကုန်ကြမယ်လို့ခန့်မှန်းထားတာကြောင့်ဒီစောက်ကဲသမျှတိုင်းလေရင်တွေထဲမှာအကုန်ကျအများဆုံးဖြစ်လာမှာပါ။ NGA D season ကိုရိုင်းကိုကလေတိုက်ရဲ့သမိုင်းမှာအကုန်ကျအများဆုံးသူတွေတနာနဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်ပြီးလာမယ့်9နှစ်အတွင်းဒေါ်လာ16.6ဘီလီယံသတ်မှတ်ထားပါပြီ။ဒီကိစ္စဟာဒီ season ရဲ့အရေးပါမှုရှိနေပေမဲ့ Congress က2025ခုနှစ်ဘတ်ဂျက်ကနေဒေါ်လာတန်း325တန်းကိုဖြတ်တောက်ဖို့အဆိုပြုထားပြီးဖြစ်လို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ထုတ်လုပ်မှုကိုနှေးကွေးစေနိုင်ပါသည်။တချိန်ထဲမှာပဲတရုတ်ကလည်းသူနီတူဟန်နဲ့သူရဲ့စတမမျိုးဆက်တိုက်လေယာဉ်ကိုစမ်းသပ်နေတာကိုတွေးရှိထားတာကြောင့်အမေရိကန်ဟာအရင်ကထင်ထားသလောက်ရှေးမရောက်နိုင်ဘူးဆိုတဲ့စိုးရိမ်မှုတွေကိုမြင့်တက်လာစေပါသည်။အချိန်တွေကလည်းခဲတဲလေးဖြစ်လာတယ်ဆိုတော့ F47 ရဲ့အောင်မြင်မှုဟာဘော်ရီကုမ္ပဏီကဒီ project ကိုကျင်းတဲ့ကြတဲ့ကနေအပြေအဝထုတ်လုပ်မှုအဆင့်အထိကိုဘလောက်မြင်မြင်ပြောင်းလဲနိုင်မလဲဆိုတဲ့အချက်ပေါ်မှာမူတည်ပါလိမ့်မယ်။အချိန်လည်းသိတော့မရှိလာဘူးခင်ဗျ။ သူရဲ့ကဘာပြိုင်ဘက်တွေကနေပြည်တော်ကွာချက်ကိုအမိမလိုက်နိုင်ခင်လက်ဦးနိုင်မှဖြစ်မှာပါ။ဒါကလေအမေရိကန်တို့ကိုကောင်းခဲစေတဲ့ဖိအားတရက်ပါပဲ။ F47 ကယူဆောင်လာတဲ့အရာတွေတဲ့ဒီထုတ်လုပ်မှုဟာတိုက်လေရင်တစဉ်ထက်အများကြီးပိုတဲ့အရာတွေကိုကိုးစားပြုနေပါတယ်။လေကြောင်းစေပွဲမှာခေတ္တတစ်ခုကိုအစာပြိုးပြီးမြေစိန်ကိုတန်တစ်ခုရဲ့အစာပါ။ လေဝဲချက်တွေ AI နဲ့ generation လက်နက်တွေနဲ့မြန်မာပြည်ဆိုတာထက်ပိုများတဲ့တိုက်ခိုက်နှုန်းနဲ့သွာလာနိုင်သောအကွာအဝေးတွေကိုပေါင်းစပ်လိုက်တဲ့အခါ F47 ဟာတိုက်လေရင်တစ်စင်းဆိုတာထက်ပိုသွားပါပြီ။အမေရိကန်တို့ရဲ့မျှော်လင့်ချက်အားထားရာတနီကမ္ဘာစီးရေးစကုံကိုတမျိုးတစ်ပုံလန်ပေးလိုက်မယ်အမေရိကန်လက်ထက်ကိုကောင်းကင်ယံမှာအာနာပြင်းနဲ့ပြန်တမ်းမြေပြန်တမ်းနိုင်သိမဲ့အဝတ်ပဲတစ်ခုဖြစ်လာပါတယ်နောက်ဆုံးရသတင်းတွေနဲ့ထပ်တိုးအချက်အလက်တွေရ F47 ဟာလေကြောင်းတိုက်ခိုက်ရေးရဲ့အနာဂတ်ကိုပြောင်းလဲစေမယ့် တကယ်ကိုထူကြတဲ့ဆက်ရရတခုဖြစ်ကြောင်းထင်ရှားနေပါ रे ဒီလေရင်ဟာရိုးရိုးတိုက်လေတဲ့စင်းထက်ပိုပါ रे ဒါဟာအမေရိကန်လေတပ်ရဲ့လေကြောင်းစုံမွေးအတွက်အဓိကကျတဲ့အစိပ်ပိုင်းတစ်ခုပါ F47 ရဲ့ဒီဇိုင်းဟာပစိဖိတ်ဒေသမှာလေကြောင်းစစ်ဆင်ရေးလုပ်ဖို့အထူးဦးစားပေးထားပါ रे ဒီဒေသရဲ့ဂျေဗေော်လာတဲ့အကွာအဝေးတွေကိုထည့်သွင်းစဉ်းစားပြီးအလွန်ရှည်လျားတဲ့အကွာအဝေးတစ်ခုစီပြန်လည်နိုင်စေဖို့တိစောက်ထားပါ रे လောင်လာစီတက်စားစီတဲ့အင်ဂျင်သစ်တွေနဲ့အတွင်းလောင်စာစီပမာဏကိုတိုးမြင့်တဲ့အပိုင်းမှာပိုပြီးအားထုတ်ထားရဲဆိုပါတော့ ဒီကနေ့တစင်းအမေရိကန်တို့ပြင်ပထားတဲ့ဆင်မီနာပြင်ကဘယ်ဒေတာလဲဆိုတာကိုကျွန်တော်တို့တွေခံမှန်းလာနိုင်ပါတယ်။အဓိကအချက်တစ်ခုကတော့ F47 ဟာ Collaborative Combat Aircraft CCA လို့ခေါ်တဲ့ driver တိုက်ခိုက်ရေးလေယာဉ်တွေနဲ့အတူတကွလှုပ်ဆောင်ဖို့ဒီဇိုင်းဆွဲထားတာပါ။ဒီ CCA တွေဟာအစိမ့် drone တွေဖြစ်ပြီး F47 ရဲ့လက်ရုံးတပွဲတိုက်ခိုက်ရေးမှာပါဝင်မှာပါ။ဒီ drone တွေဟာရန်သူအနေထားကိုထောက်လန်းတာ electronic စစ်ပွဲဆင်နွှဲတာနဲ့တိကျတဲ့တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ F47 ကတော့သူ့ရဲ့ရှေ့ပြေးနေတဲ့ဒီကောင်တွေကိုကနအူးမှာစတင်လှော်ရင်းဒိုက်ပွဲအခြေအနေကိုနောက်ခွဲကနေထိန်းချုပ်မဲ့သဘောပါပဲ။မင်းတို့တွေငါနဲ့မတိုက်ခင်ငါတပည့်တွေနဲ့အရင်ဖိုက်ပောင်းဆိုတဲ့အထပေါ့။အဲအနောက်ရထမဟုတ်တဲ့အမေရိကန်အထလေးပါပဲ။ဒီလေရင်ရဲ့အဓိက UAE ချက်ကတော့အမေရိကန်ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ဒေယုန်နဲ့ရုရှားတို့ရဲ့အစင်းမြစ်လေးချောင်းကာကွယ်ရေးစနစ်တွေကိုကျော်လွှားနိုင်ဖို့ပါ။ဒီတော့ F47 ဟာအစင်းမြလိုဝတ်နည်းပညာ electronic စေဘွဲစနစ်နဲ့အလွန်များတဲ့အမြန်နှုန်းတွေကိုပေါင်းစပ်ထားပါရည် ဒါရီယာ F47 နဲ့ပတ်သက်လို့ကျွန်တော်တို့သိရတဲ့လုံဆောင်နိုင်မှုတွေကအနည်းချင်းပဲရှိပါသေးတယ်။နောက်ထပ်နောက်ထပ်ဘာတွေလုံဆောင်နိုင်သေးလဲဆိုတော့အမေရိကန်ဘက်ကလိုလိုလလားချပြလာချိန်မှပဲသိနိုင်ပါတော့မယ်။အဲဒါလိုအချိန်ဟာလေကမ္ဘာစီးကြီးဖြစ်ပြီးဆိုတဲ့အချိန်မှပဲဖြစ်လာနိုင်မယ်။မပြောဘဲနဲ့တည်ထောင်နေပြီးသားပါပဲ။ F47 ဟာလူလိုက်ပါမောင်းနေတဲ့စနစ်နဲ့လူမဲစနစ်နှမျိုးလုံးနဲ့ပြန်တန်းနိုင်မှဖြစ်တဲ့အတွက်ဒီအင်္ဂါရဟာအန်ဒရယ်ရှိတဲ့တိုက်ခိုက်ရေးချင်းတွေမှာလိန်မှုတွေအန်ဒရယ်ကိုရှော့ချပေးနိုင်ပါတယ် ဒါပြင်လိုအပ်တဲ့အခါလူသားလေးမျိုးကထိန်းချုပ်မောင်းနေနိုင်တဲ့ရွေးချယ်စရာကိုလည်းပေးထားပါရီ F47 ဟာအမေရိကန်လေတိုက်ရဲ့အနာဂတ်ကိုပုံဖော်ပေးမယ့်အရေးပါတဲ့စီမံကိန်းတစ်ခုပါဒါဟာနီးပညာနဲ့တိုက်ခိုက်ရေးပြူဟာရီမှာအမေရိကန်ရဲ့ဦးဆောင်မှုကိုပြသနေတဲ့အထောက်အထားတစ်ခုပါပဲဒီတော့ဒီ project ကြီးဖြစ်မြောက်လာဖို့ဆယ်စုနှစ်ကြီးပြီအိမ်မက်ခဲ့တဲ့လင်းယုံကြီးတို့ဟာဒီနေ့ကာလတွေအတွင်းသူ့အိမ်မက်ကိုဖျားရိကြတယ်ဘလို့ကောင်းတဲ့ပေါ်သွားမလဲစိတ်ဝင်စားစရာပါပဲ အစုံလေးလိုက်ပါပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။